မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲတိုင်းထွာရရှိခဲ့တဲ့အနိုင်ဆုံးအပူချိန်များမှာနေပြည်တော်မှာ16ဒီဂရီဆက်စီရဲ့62ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့နယ်မန္တလေးမြို့မှာ19ဒီဂရီဆက်စီရဲ့66ဒီဂရီဖာရန်ဟိုက်စီလို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းအောင်ရရှိတဲ့ပုံရ ကပ်ပလီပဲလည်းပြင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိုင်အနှဲငယ်ဖြစ်လွန်းနေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတိုင်အသင့်အထက်မှာတိုင်တူထပ်နေပါတယ်မြန်မာနိုင်ငံဘက်မှာတော့မြန်မာနိုင်ငံအလဲပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာတိုင်အနှဲငယ်ဖြစ်လွန်းနေပြီးချန်ဒေသများမှာတိုင်ကင်းဆန်သလောက်ရှိနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းအသင့်အထက်ရှိပါမယ်လိုင်းမြင့်မှာမြန်မာကမ်ရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေခန့်ရှိနေပါတယ်ဒီကနေ့ညနေထိခက်မှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတိုင်အသက်အတိမ်ဖြစ်တော်မူရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအားဖြင့်တာယာပါပဲနေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ် အမြင်စားပုချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေချိန်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများအားဖြင့်တာယာပါမယ်။အမြင်စားပုချိန်မှာ32ဒီဂရီဆက်စီရဲ့60ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေချိန်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိတ်အနည်းငယ်ဖြစ်တော့ပါမယ်။အမြင်စားပုချိန်မှာ30ဒီဂရီဆက်စီရဲ့86ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုအနှဲငယ်ရွာနေပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေခင်ဗျာ။